ားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ AVL 16ရဲ့တောက်ကြနေအတွက်မိုးလဝတ္တခံမှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ရင်းကလေးသတင်းအနေနဲ့မန္တလေးမြို့ရဲ့အနောက်အနောင်မြောက်ဘက်လေးမိုင်ခန့်အကွာအနက်17ကီလိုမီတာအင်အား3.9ရီတာစကေးအဆင့်ရှိတဲ့မြင်းကလေးငယ်တစ်ခုဒီကနေ့မြန်မာစံတော်ချိန်မနက်3:58မိနစ်မှာလှုပ်ခတ်သွားခဲ့ပါတယ်။ အနာဘက်ကရွေလျားလာတဲ့လေဝေလိုင်းတွေနဲ့အရှေ့ဘက်ကရွေလျားလာတဲ့လေဝေလိုင်းတွေရဲ့အချိန်ကြောင်းအပိုပြန်တဲ့ဒိန်များဖြစ်ထုံးမှုအားကောင်းနေပါတယ်။အနောက်တောင်ဘက်ကဝင်ရောက်လာတဲ့မိုးတိမ်တွေကြောင့်အေယာဝတီတိုင်းနဲ့ရေကုန်တိုင်းပေါ်မှာမိုးရွာနိုင်တဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေမယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ ဒီကနေ့ညနေအထိမန္တလေးတိုင်းမကွေးတိုင်းရခိုင်ပြည်ရှမ်းပြည်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကွက်ကြားနေပြီးတော့ပဲခူးတိုင်းစကိုင်းနိုင်အောက်ပိုင်းနဲ့ကရနီကယားပြည်တို့မှာနေရာကျကျရန်ကုန်တိုင်းစကိုင်းနိုင်ထပ်ပိုင်းနဲ့ရှမ်းပြည်တောင်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းနဲ့ပြည်နယ်တို့မှာနေရာနှံပြမုတ်ထချုံရွာမှာဖြစ်ပြီးရွာရဲရာနှောင်းပြည့်ဖြစ်ပါတယ် မိုးသည်ထန်ခြင်းကြောင့်ငလေးတန်းခံထားတဲ့အဆောက်အုံများပြိုကျခြင်း၊မြေပြိုခြင်းအဆောက်အုံများကျွန်ကျခြင်းများဖြစ်ပေါ်နိုင်လို့ငလေးမေးရန်တင်ပြည်သူများအနေနဲ့အချိန်ကာလမဟုတ်မိုးကြောင့်ထမှန်ဖြစ်ပေါ်လာနိုင်တဲ့အနေအရေကိုသတိပြုနိုင်ဖို့မြို့သားညီညွတ်ရေးအစိုးရအနေယူခြင်းရဲ့မိုးလေဝသဌာနကသတိပေးထားပါတယ်။ပင်ကလာပင်လောအလဲပိုင်းမှာတိမ်နေငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကြံပင်ကလာပင်လောတို့မှာတိမ်အသင်းတင်ဖြစ်ထွန်းနေပါတယ်။ မြန်မာပြည်လည်ပြန်မာတော့လှိုင်းအနေငယ်ကနေလှိုင်းအသေးတင်ရှိပါမယ်။နောက်နေ့ရက်အတွင်းကချင်ပြည်၊ဂရနီကယားပြည်၊ချင်းပြည်၊မွန်ပြည်၊ရှမ်းပြည်၊ရန်ကုန်တိုင်း၊စကိုင်းတိုင်း၊အေရီတိုင်းနဲ့တနင်္လာရီတိုင်းတို့မှာနေရာဆက်စစ်ကနေနေရာအနှံပြမုတ်ထချုံရွာပါမယ်ရှင်။ကျမနွယ်ပါ။